မိတ်ဆွေများအလုံးမင်္ဂလာပါကျွန်တော်ရဲ့ Khu Entertainment YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီကနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ကိုမန္တလေးမြို့ထဲကတိမ်မြောက်ပြောက်ွယ်ကနေဖြစ်တဲ့ရှေးဟောင်းတပင်းကျောက်တိုက်တို့မဟုတ်အကဘတ်မြင်းဟိုအုပ်ချောင်းကြီးအချောင်းကိုတင်ဆက်ပေးခြင်းပါတယ်မိတ်ဆွေတို့လည်းဒီမြင်းဟိုအုပ်ချောင်းကြီးကိုဘယ်သူဆောက်လို့လှူဒန်းခဲ့တယ်ဆိုတာကိုသိကြင်ကြမယ်လို့ထင်ပါတယ်ဗျကျွန်တော်နဲ့အတူဆက်လက်ပြီးလေ့လာကြည့်အောင်ဗျာ ဒီအကြောင်းတိုက်ကတော့မန္တလေးအနောက်ပြင်ရဲ့အောင်မြေသာဆန်ရက်ွက်ဆက်ရှိလန်းနဲ့စကိုလန်းကြား86လန်းပေါ်မှာတည်ရှိပါတယ်။တီဘောမင်းလက်ထက်ကအကပတ်မြင်းဝံမျိုးစားတော်ပင်လယ်မျိုးစားကြီးမင်းကြီးမဟာမင်းထင်ရာစာဘွဲ့ခံဦးချုံကစောက်လောက်လှူဒန်းခဲ့တယ်လို့ဖတ်ရပါတယ်။အလိုရှင်အမိကိုအစွဲပြု၍အကပတ်မြင်းဝံအုပ်ချောင်းဟုထင်ရှားခြင်းဖြစ်ပါတယ်ဗျာ။ တကယ်တော့အကဘတ်မြင်းဝင်တွေဟာတရားမကရှိကြပါတယ်ယခုအလို့ရှင်အကဘတ်မြင်းဝင်ကတော့တီဘောမင်းလက်ထက်က မြင်းဝင်ဥချုံဝင်ဖြစ်ပါတယ်အကဘတ်မြင်းဝင်ဆိုတာကတော့ အလောင်းမင်းတရားလက်ထက်1958ခုနှစ်မှာအာသံမဏိပူရနယ်များကိုတိမ့်ပိုင်အောင်မြင်ခဲ့ပြီးနောက်ခေါင်းဆောင်လာခဲ့ကြသည့်မြင်းစည်းကျွမ်းကျင်သူများအားအကဘတ်မြင်းတပ်များဖွဲ့စည်းပေးခဲ့တာကစတယ်လို့ဆိုပါတယ် ဲ့ဒီတက်ဒီမှာအစက မြင်းုံမရှိသေးပဲမြင်းတက်ဘိုးဆင်းတာထားရှိ၍ဘိုးတော်ဗရုံမင်းလက်ထက်မှစ၍မြင်းုံရာဓုစားတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်ခရဆက်ဆက်မင်းဆက်ဆက်က အကဘက်မြင်းုံများရှိခဲ့ပြီးအင်မတန်မှာနန်းတွင်ရေးရာတွေမှာအရေးပါပါဝင်ပတ်သက်ခဲ့ရသူတွေလည်းဖြစ်ပါတယ်တီဘောမင်းလက်ထက်ကအကဘက်မြင်းုံဥပါချန်းဆိုသူဟာထင်ရှားခဲ့ပြီး ်ရနောင်မမောင်တော့ဒိုင်းခင်ခင်အမှုထဲမှာပါဝင်ပတ်သက်ခဲ့လို့ကွက်မြက်ခံခဲ့ရပြီဥချုံဟာမြင်းဝင်ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်အကဘက်မြင်းဝင်ဥချုံဟာယခုမဟာတပည့်ရင်ကျောင်းတိုက်ကို1883ခုနှစ်မှာလှူဒန်းဆောက်လုပ်ခဲ့တဲ့အလှူတာကပဲဖြစ်ပါတယ်အကဘက်မြင်းဝင်ဥချုံကတီဘောမင်းပါတော်မူပြီးနောက်မက်စလာ26ရက်နေ့1886ခုနှစ်မှာအဖျားယောဂာနဲ့ကွယ်လွန်သွားခဲ့တယ်လို့ဆိုပါတယ် ဦးချုံကအစ္စလမ်ဘာသာဝင်တဦးဟုလည်းဆိုကြပါတယ်ဗျ။ဒါပေမဲ့ဆရာကြီးဦးစိန်မောင်ဦးရှီဟောင်းသူရေသနညွှန်ကြားရေးမှူးငင်းကမူဦးချုံရဲ့တမီဒေါ်ခင်ဆိုသူသာအစ္စလမ်ဘာသာဝင်တဦးနဲ့အိမ်အောင်ကြားခဲ့ကြောင်းဆိုပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဦးချုံဆောက်လုပ်ခဲ့တဲ့အကြောင်းတော်ကြီးဟာမြန်မာဟန်သာမက အနောက်တိုင်းဟန်အစ္စလမ်ဘေးသူကဟန်ရောထွေးနေတာတော့ညီးမရဘူးလို့ဆိုပါတယ်။အင်မတန်ကိုမှာ လှပဆန်းကျတဲ့ရှေးအောင်ကျောင်းတော်ကြီးတကြားမှဖြစ်ပါတယ်။ယခုဒီကျောင်းတော်ကြီးဟာအရှိဘက်တပိုင်းပဲဖျားခမ်းမှတခုအကောင်းပကတိကျနေပြီ။ကြံအဖက်ဖက်ဟာပျက်စီးယိုရင်းနေတာကိုစိတ်မကောင်းစွာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ဒုတိယကဘာအဆင့်မှာဘုံနဲ့တင်းလို့ပျက်စီးရခဲ့တယ်ဆိုပေမဲ့ယခုမပြုတ်မပြင်းတဲ့အပြင် အစာအုပ်အတွင်းဘက်ကိုရှောက်ကြည့်တဲ့အခါမှာတော့အညေကြီးအပေါ်ပါးတွေစွန့်ပစ်တဲ့နေရာလိုဖြစ်နေတာကိုတွေ့ရတဲ့အတွက်ပုံမိုစိတ်မကောင်းဖြစ်မိတယ်လို့ဆိုပါတယ်။ဒီလိုတံမိုးကြီးတဲ့ရှင်းရောင်းအမွေးနဲ့နေရာတွေကိုထိမ့်သိမ့်သိနေလို့ကျွန်တော်အနေနဲ့မြင်မိပါတယ်။စာရေးသူကိုဆိုးကျော်သူအဲလန်းညွန်ပကန်းမှကူးယူတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့မန္တလေးရောက်တဲ့အခါ တိမ်မြုပ်ပြောက်ကွယ်ကနေဖြစ်တဲ့ရှင်းအောင်တပည့်ရင်ကြောင်းလိုက်တို့မှာအကပတ်မြင်းဟုအောက်ချောင်းကြီးကိုတွားရောက်လေးလာစူးစမ်းသင့်တယ်လို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဗျ။နောက်ရက်တွေမှာလည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်တွေကိုရှားဖွေတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ခွီးအန်တာထိန်မန့် YouTube Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးဖို့မြစ်တာရက်ခံပါရစေ။ကောင်းသောတကြံနှစ်သိမ့်မှစာရွေး စိတ်ချမ်းသာကိုချမ်းမှာချပြီးကက်ကြီးသုံးပါးကိုလည်းအမြန်ဆုံးကြော်လွားနိုင်ပါစေလို့ကျွန်တော်အနေနဲ့တကြံစုမှုကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ။